ပဲကူးမျိုးအုတ်တာမျိုးဟန်တာဝရီမျိုးဒီနာမည်သုံးခုစလုံးကရန်ကုန်မြို့နယ်မိုင်60ကျော်ဝေးတဲ့အရပ်မှာရှိနေတဲ့ပဲကူးမျိုးရဲ့အမည်နာမတွေပါတမိုင်းကျောင်းနေတဲ့ရစ်တိုင်းနေတဲ့ဒီမြေပေါ်မှာ ဒုတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သူဘရင်နောင်မင်းတရားကြီးရဲ့သားတော်နန္ဒဘရင်အထိရှေးဘရင်ဆက်ဆက်ထိနှံဆိုင်ခဲ့တယ်။ဒီမြေပေါ်မှာဗုဒ္ဓသာသနာအလင်းရောင်လို့ထွန်းလင်းနေမုံမင်းမြမမင်းတို့ရေးထိုးခဲ့တဲ့တမိုင်းကြောင်းတွေရှိတယ်။မူရင်ကျင်းမှုမြမရင်ကျင်းမှုတို့ပေါင်းစပ်ခဲ့တယ်။ရိုးရာလုပ်ငန်းနဲ့ဒပိုင်းတနိုင်လုပ်ငန်းတွေထွန်းကားတယ် ဒီနေ့ခေတ်မှာတော့ဗကုမျိုးကအေရီယာစုစုပေါင်း15214စတူရန်ဧကကျင်းဝန်းနဲ့ဗကုတိုင်းဒေသကြီးရဲ့မြို့တော်ဖြစ်နေပါပြီ။မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်လို့တင်စားရမယ်ရန်ကုန်မြို့ရဲ့အရှင်မြောက်ရက်မှာရှိနေပြီ။ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးတိုင်းဆိုရင်56.5မိုင်กว่าဝေးပါတယ်။ ကိုကြော်လာပါပြီဖရဲသုံးသူပူလာပြီးတော့အချစ်ပူလာပကိုးပူလာပါပဲအဲ့တော့ပကိုးရောင်အင်းမြတ်တို့ဆင်းရတော့မယ်ပကိုးမျိုးနဲ့နီးလာတာနဲ့ဒီလေကွင်းလေးရေလဲအဲနည်းနည်းကျင်းလာပြီးပြီးတော့ဖရဲတွေအများကြီးအင်းမြတ်တို့လှမ်းပြီးတော့မြင်နေရပြီဖရဲသူတင်းလေးတွေရောဖရဲအဆူဆူဆူတွေဒီဘက်တွေမှာလည်းအများကြီးမြင်နေရပါပြီအဲဟိုဘက်မှာအင်းမြတ်လမ်းမကြီးတွေ့နေရတယ်အဲ့ဒီလမ်းမကြီးကတော့ဒါပကိုးသွားတဲ့ကားလမ်းခဏနေဆင်းရတော့မယ် တောင်းတယ်များတယ်မြစ်ပင်လေးစိတ်လာတဲ့ကဘာနေတယ်ငယ်ဒူရေရောရတဲ့လေးတောင်းစရနေပကိုးမြို့ကိုရှေးတုန်းကဟင်းသားဝန်းဘဲတို့ကူးတန်းရအရက်ဖြစ်တာကြောင့်ဝန်းဘဲကူးလို့ခေါ်တွင်ခဲ့ပြီးထူမတဆင့်ဘဲကူးလို့အတူခေါ်ခဲ့တာလို့ပကိုးရဇဝင်တစောင်းမှာဖတ်ရပါတယ်ပြူရာဇဝင်ကျုံမှာတော့ပကိုးနယ်တဝိုက်ကိုဒိမ်မဲကျုံ ဝမ်ဘဲကူကျွန်းလို့ခေါ်ခဲ့ပြီးအဲဒီကမှတဆင့်ဝမ်ဘဲကူဝမ်ဘဲကူကနေတဆင့်အဆင့်ဆင့်ပြောင်းလဲလာပြီးဘကိုးလို့အမည်တွင်လာတယ်လို့ဆိုကြပါတယ်ဥတာမျိုးလိုအမည်တွင်ခဲ့ပုံကတော့ဗကံကိနှောင်းမိုင်းမှာအိန္ဒိယနိုင်ငံအော်ရိတ်တနယ်ဘက်ကအကုန်သေးပြီးဘကိုးဒေတာကိုကုန်ကူးရင် တို့နိုင်ငံရဲ့အော်ရိတနယ်နဲ့ဆင်တူရာကြောင့်တို့ချင်းအော်ရိတလို့ခေါ်ဆိုရကနေတဖြည်းဖြည်းအော်ရိတကနေအုတ်တာလို့ပြောင်းလဲလာရင်အမည်တွင်ခဲ့တာပါခရစ်တော်မပေါ်မီ BC 600ခန့်ကဘကိုးဒေတာတဝိုက်ဟာရေပြင်အတိလွှမ်းနေပြီးကုန်းမြင့်အသေးလေးတစ်ခုပဲရှိပါတယ်။ဟင်းသာဖုံမဆုံတွဲကရေပြင်ကိုဖျက်ပြန်ရာကနေ တောင်ညောင်းလာလို့အဲ့ဒီကုန်းမြေလေးပေါ်မှာဆင်းလာခဲ့ပါတယ်။နောက်ခါအဲ့ဒီကုန်းမြေလေးကရေခမ်းလျှောက်ပြီးတဖြည်းဖြည်းကျေပြန့်လာပါတယ်။ဟင်တာဝမ်ဘဲဖုံမဆုံတွဲနားနေရာကိုအစွဲပြုပြီးဟင်တာကုန်းလို့ခေါ်တင်လာခဲ့ပါတယ်။ဘုံဘာသာစကားမှာတော့ဟင်တာဝမ်ဘဲကိုဟန်တာလို့ခေါ်ပြီးဝမ်ဘဲအရက်ဒေတာဟင်းသာဖုံမကိုအစွဲပြုပြီးခေါ်ဆိုရာကနေခန္တာဝရီရဲ့လူဖြစ်လာ ဒါရီကပကိုးမြို့ရဲ့အမည်သုံးမျိုးဖြစ်ပေါ်ခြင်းသမိုင်းအချို့တွေပါစီလာရဲ့ထားအခုပြန်ပြီးတော့ထွက်သွားပြီ။ကျွန်မတို့ပကိုးဘူးလာလဲရောက်နေပြီ။အဲ့တော့ဒီပကိုးမြို့မှာရှိတဲ့ထင်ရှားတဲ့နေရာတွေလိလာလဲပတ်လို့ကောင်းမဲ့နေရာတွေကိုအညံ့နဲ့တူတူဆက်ပြီးတော့သွားရအောင်။

နော်ရထမင်းလွန်စောလူမင်းနန်းတက်စင်မှာလဲဘကူးစားငရမန်ကန်းပုံကန်ကြောင့်အစရှိတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဟန်တာဝရီမြို့ဘကူးမြို့တမိုင်းကိုလေ့လာမယ်ဆိုရင်ခစ်တုံးကိကိုခွဲခြားနိုင်ပါတယ်လို့2013ခုနှစ်ကစာပေဗိမာန်စုရရှိခဲ့တဲ့စာအုပ်မှာမှတ်သားရပါတယ်။တမလနဲ့ဝိမလညီနောင်မှစပြီးတိတ်တမင်းအဆုံးကိုပထမဟန်တာဝရီခစ်အဖြစ် ဗညာဦးကနေသူရှင်တကာရုပ်ပိအထိဒုတိယဟန်တာဝတီခေတ်ဖြစ်ဒီဒုတိယခေတ်မှာတော့ရာဇာတိတွေဘီယမာကြီးရှင်စောဘူးဓမ္မဇီရီမင်းစတဲ့မြမရာဇဝင်သမိုင်းတွေမှာထင်ရှားခဲ့တဲ့မွန်ဘရင်တွေပါဝင်ပါတယ်တတိယဟန်တာဝတီခေတ်မှာတော့တပင်းရွှေထီးမှစပြီးဘီယနောက်မင်းတရားကြီးရဲ့သားတော်နန္ဒဘရင်အထိပါဘကူးမျိုးကရှင်းမင်းတွေအဆက်ဆက်နန်းဆိုင်ခဲ့ရမျိုးဖြစ်ပါတယ် ဒါကြောင့်ရှင်မင်းတွေရဲ့ကောင်းမှုတော်ဖျားတွေဇီဒီတွေနဲ့သမိုင်းဝင်နေရာတွေကဘကူးမြို့မှာအတော်လေးများပါတယ်။ ာဇဝင်ထဲမှာရန်သူနေမျိုးကိုလာပြီးနားထွေးမင်္ဂလာကျင်းပခဲ့တဲ့ဘုရင်တစ်ပါးရှိခဲ့ပါတယ်။တက္ကရီ894ခုနှစ်မှာတပင်ရွှေတိဘုရင်ကတောင်ကူကနေဟန်တာဝရီနယ်နိမိတ်ထဲမှာရှိနေတဲ့ရွှေမော်တော်စီဒီမှာနားထွေးမင်္ဂလာကျင်းပခဲ့ပါတယ်။ဒါကသမိုင်းတွေတွေကအထင်ကြီးရနေရာတစ်ခုလည်းဖြစ်ပါတယ်။ဘုရင်တပင်ရွှေတိနားထွေးမင်္ဂလာကျင်းပခဲ့တဲ့နေရာကရွှေမော်တော်စီဒီရဲ့မြောက်ရဲ့အာယုံခံတစောင်းရှိတဲ့နေရာပဲဖြစ်ပါတယ်။ ီနေရာတော့ဟိုအရင်တော့ဟန်တာဒီဘရင်လက်ထက်ကတပင်ရွှေသီးနားထွန်းတဲ့နေရာပေါ့ဒါလည်းသမိုင်းဝင်နေရာလေးပေါ့တော့ဟိုမှာတော့ဘလူးရနိုင်စူတောင်းပြေရုပ်ွားတော့ဇာဟုပိုစီဒီလေးကရုပ်ွားတော့ရှိတယ်ရွှေရောင်တဝင်းဝင်းနဲ့တပ်ပယ်လာတဲ့ရွှေမော်ရောစီဒီကဘကူးမြို့ရဲ့စက်တီရီဆောင်ဖြစ်တယ်လို့ဒီနေတော့ရဲ့ဘာသာရေးတက်တန်းတစ်ချောင်းမှာ ဓိကကျတဲ့သာသနာအမွေနှစ်လည်းဖြစ်နေပါဗျ။ဟန္တာဝရီခေတ်မှာစိုးစံခဲ့တဲ့ရှေးဘုရင်တွေအဆက်ဆက်အထူးမြတ်ထားပြီးကိုးကွယ်ခဲ့ကြပါဗျ။စစ်ချီစစ်တက်ပြုတ်မဲ့အခါလဲရှင်မော်ရော့ဇေဒီကို တိုင်တဲဆုတောင်းကြသလိုအချစ်ရဲချစ်ရမှာလဲရှင်မော်ရော့ဇေဒီကိုတိုင်တဲပြီးဖွင့်ထွက်ခဲ့ကြပါသေးတယ်။နရှင်နောင်ကဓာတုကလျာကိုပေးတဲ့မော်ရော့ရှင်တန်ယတုကထင်ရှားပါတယ်။အချင်းချုပ်လေးပြောရလို့ရှိရင်ငရင်အကြီးကျယ် ၄ချိန်လောက်ထိလှုပ်တယ်အဲ့ဒီ၄ချိန်လောက်ထိလှုပ်တဲ့ထဲမှာ1969ဒုတိယချိန်လှုပ်တဲ့ကမှာဇေဒွန်ကြီးကငပြောဘူးကြီးကပြုတ်ကြပြီတော့အခုညတို့မီဒီယာအဖွဲ့အခုသွားကြည့်မယ်တောက်ပါဆိုရင်ဇေဒွန်ကြီးကငပြောဘူးကြီးအခုထိဒါဇေဒွန်လေးတီးပြီးတော့ဒီထားကိုခွဲတာရှိတယ်အဲ့ဒီထဲမှာအဆိုးဆုံးကတော့1935ရင်ကတော့ဇေဒွန်မြတ်ကြီးမြေခတဲ့အဆင့်အထိနောက်ဆုံးပြိုပြက်သွားတဲ့ကမှာဒါစစ်တွန်းကာလဖြစ်တဲ့ကြောင့်ဒီပြင်ဆင်နိုင်ခြင်းမရှိတော့ ပြည်ဆိုင်မြေနောက်လွတ်လပ်ရပြီးတဲ့နောက်ကြမှာဒီဝင်းကျုံဥနုကနေပြီးတော့ပနဲ့ချပြီးတော့ဒီစီလိုကြီးကိုသမရကဒီ1954ခုတကူးလာဇန်73ရက်နေ့မှာဥနုကပနဲ့ချပြီးတော့အဲ့ဒီနေ့မှာပဲဇေတော်ရဲကြီးကိုတည်လိုက်တယ်အဲ့ဒီတည်လိုက်တဲ့ခါမှာတော့ဇေတော်ညကနေ့ညံတော်အမြင့်တိုင်းပဲ383ဘေးနဲ့ကိုလမအတိမြင့်တယ်အဲ့တော့ဒီဇေတော်ကြီးရဲ့ညံတော်အမြင့်ဟာဆိုလို့ရှိရင် အရှိတောင်အာရှမှာဆိုလို့ရှင်ဒါအမြင့်ဆုံးဖြစ်တယ်လို့ကဘာမှာလဲဇေဒီထဲမှာဆိုလို့ရှင်ညံတော့အမြင့်ဆုံးပဲအစာဦးနေတဲ့တာတတရလောက်လိုက်တာဇေဒီနေတဲ့ဆိုလို့ရှင်ကဘာမှာလဲအမြင့်ဆုံးအရှိတောင်အာရှမှာလဲအမြင့်ဆုံးဇေဒီလိုမျိုးကြီးဖြစ်တယ်ပါရှင်ပါဟဲ့ဒီပါရှင်ပါလို့ပြောနေတော့တာတော့ရောက်ရောက်ဟုတ်ပါဘူးဟမ်ဒီဗမာတကြီးအနေနဲ့ပြောရမယ်ဆိုရင်1989ဝါဇူလာပြည်တော်နှင်းနှင်းကြာတာလေးနှင်း

သူတို့ခေဆက်ဆက်ဂေါဘကကြီးတွေကဒီစီဒီတွေကိုဒီစီဒီပေါ့ဒီအပြောတော်ကြီးဒီတိုင်းပေါ့တော့မပြတ်မစီအောင်အကုန်လုံးငကူတဘာဝတိုင်းစီအောင်စူးစမ်းပါလာဖိတ်နေပြီးတော့ဒီတိုင်းရှိနေဒီနေ့အချိန်ဒီကြည့်လို့ရအောင်ဟာဘူလာတော့ဟိုလည်းရှင်းမှုလည်းဟာဟိုဘာမှမပြုတ်မပြုတ်မှမှဒါဟိုရှင်းအောင်ပြစီတဲ့ဖြစ်တဲ့ကြောင့်သိပြီပြုတ်ရင်မှမလုပ်ဘူးသူရဲ့မူလာ အစီအစဉ်တိုင်းဘူလာတဲ့ကြားတယ်ဒီကြားဒီဒီဒီနေရာကနေပြီးတော့ဒါပြုတ်ကြတယ်ဒါဒီကငပြောဘူးဒီဒီငပြောဘူးရဒီနေရာလေးကနော်အဲအားနေပြီးတော့ဒီဒီပြုတ်ကြတယ်ပြုတ်ကြတယ်အဲကြောင့်လို့ဒီနိုင်ငံသားတွေရောဒီပြည်သူကြီးကတစ်ခီဟိုဖျားဘူးလာတွေရောဒီငပြောဘူးကြီးကိုလာပြီးတော့ဥခိုက်ကြတယ်ဆူတောင်းကြတယ်ပေါ့ဒါအရင်တော့ကရှေးစီဒီတော်ကြီးနေရာဟိုချီဟောင်းဘူလာလက်ရာဖြစ်တဲ့ဒီကဟာကိုလာပြီးတော့ဥခိုက်ပြုဆောင်ကြတယ် တန်းပေါ့နော်လောကဒီဥပ္ပေပါညာဆိုဒီတန်းရှိနေအောင်လိုက်တန်းရှိနေအောင်ဖြစ်တယ်ယုံကြည်မှုဆောက်ဦးရဲ့ဆောက်တဲ့ကိုယ်ကိုယ်နဲ့ဘယ်လိုလဲယုံကြည်ကိုယ်ပွဲမှုအရာလေးပဲဖျားမှုလေးဒီလိုညောင်းတော့ဒီကဘဝမှာမမမမရှိအောင်စုပေါင်းတာပါနော်အဲ့ဒီကဘဝတရားတွေကျွန်တော်လည်းကျမ်းမာရေးမပေါင်းဘူးအဲလိုလိုပဲအဋ္ဌိထိုင်နေပါတယ်

ပုံမှန်လှမ်းပြီးတော့မြင်ရပါတယ်အဲဒီဒီဆောင်နှံတိုင်းသွားလို့ရှိရင်ဟင်းသာရုံဝင်စီတိုင်းရောက်တယ်ဒါတော့ဒီထင်ရှားတဲ့ဟိုဟာရာထဲမှာတစ်ခုပါတာပေါ့ဒါမှမဟာဘောဓိဘွားပေါ့အိန္ဒိယနိုင်ငံကနေပြီးတော့ယူလာတဲ့မဟာဘောဓိဘွားအဲ့ဒါ1950ခုနှစ်ပေါ့1950ဆိုလို့ရှိရင်ဟွာပေါ့အန်ခဲအသက်တဲ့နှစ်နှစ်ပဲငယ်တယ်ဒီ ပညာဝင်အဲ1950ကအဲ့ဒါဒီမှာဆိုလို့ရှင်လေဒီဒီပရိဘောဂဇေတိဖြစ်ညောင်ရီသွန်လောင်းပွဲတော်နဲ့ညောင်မင်းပူဇော်တဲ့ပွဲကိုနှစ်စဉ်ဒီကဆုံလားပြည်နေတိုင်းလေတိုင်းလုပ်တယ်အဲ့ဒီအဲ့ဒီအုတ်တိုင်ကြတော့ကျွန်တော်တို့ဖရာကြီးမြင်းကလင်တန်ရောက်ကျွန်တော်တို့ပြိုကျသွားတဲ့အချိန်မှာပြန်ပြီးတော့ဖရာကိုပြန်တဲဖို့လုပ်တဲ့ခါကျတော့အဲ့ဒီတိုင်တိုင်းမြေကြီးတဲ့ကနေပြန်ထွက်လာတယ်အဲ့ဒီတိုင်တိုင်းအဲ့ဒါ ဒီကျွန်တော်တို့ဖျားတစောင်းတစ်ခုခုရဲ့တိုင်ပေါ့နော်အဲ့ဒီသဘောမျိုးရှိပါလေအဲ့ဒါရှင်းအောင်တိုင်သူ့ပြန်ပေါ်လာတာသူ့ရဲ့မူလအတိုင်းပဲအဲ့ဒါလုံးဝအပြည့်အစုံအယူရင်းရှိဘူးအုတ်တရားလည်းရှင်းအောင်အုတ်တွေပဲအဲ့အဲ့ဒီလိုရှိတယ်အဲ့ဒါနောက်ပြီးတော့ကျွန်တော်တို့ဖျားမှာထူးကြတာဘာရှိလဲဆိုရင်အခုလိုခရီးပင်တွေတဲပင်တွေမြစ်တိစကပင်တွေပေါ့နော်ဒီအပင်တွေအများကြီးပတ်ပတ်လည်စိုက်ထားတယ် အဲ့ဒီပပလည်းဆိုင်ထားတဲ့ဟာကိုဖျားဘူးပြည်သူတွေအရေးရဖို့တော့ဒီလုံုံရင်းဝန်ထမ်းတွေအရောအများကြီးညှက်ပြီးတယ်ညှက်ပြီးတဲ့အတွက်မြင်လည်းမမြင်ပါဘူးအများရန်ထိပုံတာဒီတိုင်းကျွန်တော်ရှိနေတာပေါ့နော်အာဒီမှာဒီမှာအပင်ရဲ့မြန်မာနာမည်ကဒါမြစ်စုတကနှစ်ပန်းသိပ္ပံနာမည်လည်းရေးထားပြီးတယ်ဒီအပင်ကြီးကတတန်50တက်နှစ်တောင်ရှိသွားပြီအကြီးပဲ အာဒီရှင်မောရစီရဲ့ရင်ပြင်းတော်မှာမှာဆိုလို့ရှိရင်အမြတွေ့ခဲ့တဲ့ခရီးပင်တွေလည်းတွေ့ခဲ့တယ်တဲပင်ပြီးတော့ဒီမြေစုတကနှစ်ပန်းပင်တွေတွေ့ခဲ့တယ်ဒီအောက်မှာလည်းဒီလိုမျိုးဒီအပင်အောက်ကိုပတ်ပြီးတော့ဒီအုတ်ခုံလေးလုထားပေးတယ်ဒါဖျားပူပြီးသွားတယ်တော့တကယ်ကိုအေးအေးချမ်းချမ်းနဲ့အပင်ရိတ်မှာနားအနေလိုကောင်းတဲ့နေရာလေးတွေဒါလေးတွေကမြေစုတကနှစ်ပန်းလို့ခေါ်တယ်ကျွေနေရအများကြီးပဲ ရွှေမော်ရော့စီရီတော်မြတ်ကြီးရဲ့အရှိတ်ဘက်ဇောင်းတန်းတိုင်းဆင်းလာရင်တော့ဥခန္တီဇောင်းတန်းကနေတဆင်ဥခန္တီဟင်းတာကုန်းဖျားကိုရောက်ပါတယ် ရှင်မောရောစီဒီရဲ့အရှိပမုတ်ကနေဆင်းလာမယ်ဆိုလို့ရှိရင်ဟင်းသာကုန်းစီဒီအထိရောက်တဲ့ဇောင်းနှန်းကြီးတစ်ခုရှိပါတယ်။ဒီဇောင်းနှန်းကြီးကိုရသေးဥခန္ဒီကလှူဒန်းခဲ့တာပါ။ဒီဇောင်းနှန်းကိုလည်းအခုချိန်အထိရသေးဥခန္ဒီဇောင်းနှန်းလို့ပဲခေါ်တင်နေသေးပါ။ဥခန္ဒီဟင်းသာကုန်းဖျားကိုတော့တက္ကရစ်1283ခုနှစ်မှာရသေးကြီးဥခန္ဒီကသာသနာပြုခွင့်တောင်းကတည်ထားခဲ့တာပါ။ ဦးခန့်ဒီဟင်းသာကုန်းဖရားရဲ့ဒီနေရာကမူလဟင်းသာကုန်းရဲ့တောင်ဘက်မှာရှိနေတဲ့ဂုံးတော်ပေါ်မှာဖြစ်ပါတယ်။မြောက်ဘက်ဂိုက်နေရာအကွာမှာတော့မူလဟင်းသာကုန်းရှိပါတယ်။အဲ့ဒီကုန်းကဘကိုးနယ်စတင်ရနေရလို့ပြောစမှတ်ဖြစ်ကြတဲ့ရေအလေကကုန်းကြီးကလျာဏီတိန်တော်ကြီးကဘကိုးမြစ်ရဲ့အနောက်ဘက်ကံဘကိုးမြို့ကလျာဏီရပ်ကွက်မှာရှိနေတဲ့ကလျာဏီဖုန်ကြီးကျောင်းဝင်းတွင်းမှာပါတိန်တော်ကြီးရဲ့အလှူတရကက ဓမ္မစီရီမင်းကြီးဖြစ်ပါတယ်ဓမ္မစီရီမင်းကြီးနန်းတက်ပြီး9နှစ်ခန့်ကြာမှသာသနာတော်စင်ကြယ်စီဖို့ရည်ရွယ်ပြီးယဟန်တော်54ပါးကိုတီဟိုတို့ဆေးလွတ်ပြီးဗဇင်းအသစ်ခံစီပါတယ်54ပါးထဲမှာယဟန်တော်22ပါးကတနှစ်အကြာမှာဟန်တာဝတီကိုပြန်လည်ရောက်ရှိလာခဲ့ပြီးတိန်တော်ကိုသမုတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကလျာဏီတိန်တော်ကြီးကနေဆက်ပြီးလာမယ်ဆိုရင် ရွှေသားလျောင်းရုပ်ပွားတော်မြတ်ကြီးစီကိုရောက်ပါတယ်။ရွှေသားလျောင်းရုပ်ပွားတော်ကြီးကပြည်တွင်းပြည်ပဖျားမှုတွေနဲ့အစင်မပြတ်စီကားတဲ့ဘကိုးမြို့ရဲ့ကျက်တည်ဆောင်လေးဖြစ်ပါတယ်။တက္ကရာ683ခုနှစ်မှာပဲခူးစားဖြစ်တဲ့တတိယမိဂဒိဗ္ဗမင်းကပိယမင်းတိဟတုအတွက်လျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးကိုတီးပေးခဲ့ရတာလို့ရွှေသားလျောင်းသမိုင်းဟောင်းနဲ့သမလအေးချင်းတို့မှာဖော်ပြထားပါဗျာ။ အလျားအတောင်30ရှိတဲ့ကုသနာယုံဘုရားရုပ်ပွားတော်ကြီးကို ရာတိဥဒုဒံခံနိုင်အောင် အလျားအတောင်50အနံအတောင်20ရှိတဲ့တိသားတစောင်းတွင်မှထားရှိပူဇော်ခဲ့တာပါဟန်တာဝရီမှာထီးနန်းဆိုင်ခဲ့တဲ့ဘရင်တွေဖြစ်ကြတဲ့ဗညာဦးဘရင်မာကြီးရှင်စောပုဓမေစီဒီမင်းသူရှင်တကာရုပ်ပိကနေရပင်ရွှေတိမင်းအထိရုပ်ပွားတော်မြတ်ကြီးကိုရွှေချခြင်းဖြင့်တစောင်းကြီးကိုပြုပြင်မွမ်းမံခြင်းတို့နဲ့ကုသိုလ်ယူခဲ့ကြပါတယ် တက္ကရာ938ခုနှစ်ဘီယက်နောင်မင်းတရားကြီးလက်ထက်မှာတော့မီးလောင်ခံခဲ့ရတဲ့ဗုဒ္ဓရုပ်ပွားတော်ကြီးကိုအလုံးစုံဖျက်ပြီးအတောင်120ရှိတဲ့ပြိဋိဘံဖြူဟန်လျောင်းတော်မူရုပ်ပွားတော်အစ်စ်ကိုနိဗ္ဗာန်စင်တုတော်လို့ဘွဲ့တော်အစ်စ်ဆက်ကပ်ကပြန်လည်တည်ထားကိုးကွယ်ခဲ့ပါတယ်။တက္ကရာ1144ခုနှစ်မှာတော့အုတ်ဖို့ဆရာတော်ဦးရောက်ကိုဘကိုးအေးပိုင်မင်းကနိဗ္ဗာန်စင်တုတော်ကြီးနဲ့ဖျားပရဝုံအတွင်းမြေကိုစောက်ရှောက်ဖို့အတွက်အနှံခဲ့ပါတယ်။ ဥဖိုဆရာတော်နဲ့ကလျာဏီဆရာတော်တို့ကစင်တုတော်ကြီးကိုပြုပြင်ခဲ့ပါတယ်။ဒါ့အပြင်ဘွဲတော်အစ်ဖြစ်တဲ့ရွှေသားလျောင်းဘွဲတော်ကိုလည်းဆက်ကပ်ခဲ့ပါတယ်။ထို့ဘွဲတော်ဖြစ်တာယနေ့ချိန်ထိ ခေါ်ဝေါ်နေစေဖြစ်ပါတယ်။ ားကတော့ရွှေသားလျောင်းဖရာရဲ့အရှိတ်မုတ်ဆောင်တန်းမှာဧည့်သည်တွေဒီဆောင်တန်းကနေတက်ကြတာများပါတယ်ဒီဆောင်တန်းမှာကလည်းဖရာဆောင်တန်းတွေထုံးစံအတိုင်းဒီလက်မှုပစ္စည်းတွေအမှတ်တရပစ္စည်းအယောင်းဆိုင်တွေအများကြီးရှိပါတယ်ဒီဒါမဲ့ဒီဆောင်တန်းမှာပို့ပြီးထူးကြတာတခုကတော့ဒီဘဘုပစ္စည်းတွေ ပြီးတော့တစ်သားနဲ့လှုပ်ထားတဲ့လက်မှုပစ္စည်းတွေကိုအယောင်များတာတွေ့ရပါတယ်တချို့ဆိုင်တွေမှာဆိုလို့ရှိရင်ပစ္စည်းတွေကိုတော်တော်ဆုံဆုံလေးလေးအသားမျိုးစုံကိုပုံစံမျိုးစုံလက်ရမျိုးစုံထုတ်လုပ်ထားတာတွေ့ရပါတယ်ပြီးတော့ဒီပစ္စည်းတွေကိုလည်းနိုင်ငံခြားသားခီးသောဧည့်သည်တွေတကယ်ကိုစိတ်ဝင်တစားနဲ့ရွေးချယ်နေကြတာဝယ်ယူနေကြတာမေးမြန်းနေကြတာလေ့လာနေကြတာတွေအများကြီးတွေ့ရပါတယ်ဒီတသားပပူးရုပ်တွေအများကြီးဖြစ်နေတဲ့ဒီဇောင်းတဲ့ထူးခြားချက်ပါပဲ အဲ့မြတ်နည်းနည်းပတ်ကြည့်ကြည့်လိုက်အောင်ပဲဘဘူးရုပ်တွေဟိုဘက်မှာဆိုလက်ရအရန်လှတယ်အမျိုးစားလည်းအများကြီးစုံတယ်ဒီအနိနာနိကဒီဆောင်နှမ်းမှာဆိုလို့ရှိရင်တော့အခုခီးသွားဧည့်သည်တွေအဝယ်များတာအထူးသဖြင့်ရိုးရီယား ်ယူရီးယားဘက်ကလာတဲ့ဒီခီးသွောဧည့်သည်တွေကဒီဗပုပစ္စည်းတွေကိုစိတ်ဝင်စားနေဝယ်လေးရှိပါတယ်တဲ့အဲဒီဘက်မှာအင်းမြနောက်ဆက်ထူးခြားတစ်ခုတွေ့မိတာတော့ဒီဘက်မှာပါထမိန်လေးတွေဒီမြန်မာပတ်ထမိန်လေးတွေဒီဖျားပေါ်တက်တော့မယ်ဆိုလို့ရှိရင်မြန်မာရင်စင်းမှုရိုးရဒလိထုံးစံအတိုင်းသူတို့တွေကဒီခီးသွောဖြစ်တဲ့အတွက်တခြားပုပ်ပပပပေါင်းမီစကတ်တွေဝတ်လာကြရရှိတယ်ဒါပေမဲ့မြန်မာရင်စင်းမှုအရဒီဖျားပေါ်တက်ပြီဆိုလို့ရှိရင်ထမိန်လေးတွေဝတ်ဖို့အဲသူတို့ တွေးမိတဲ့အခါကျတော့ဒီမှာပတ်ထမိန်လေးတွေရောင်းနေရရှိပါတယ်ဒီမှာပထမိန်လေးတွေအစင်စုံစုံနဲ့မြမချီတယ်လေးတွေရောင်းချပေးနေတာတွေ့ရပါတယ်ပထမိန်ဆိုတော့ဒီခန္ဓာကိုယ်အရွယ်အစားအတိုင်းတာမလို့စိုက်တဲ့လူအစင်ဖြေကလေးလို့လို့ရတယ်